သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းမှဒီကနေ့နိုဝင်ဘာလ26ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိစမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိစမှုလေးကိုစုံတိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါရယ်ခင်ဗျာပရမအိုးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့အနောက်မြောက်တိုင်းစစ်ထနာကျုပ်တိုင်းမူပုံမှုကျုပ်မြို့မင်းထွေးကိုခေါ်ယူစစ်ဆေးရမှာလက်ပေးလက်ယူမှုတရားမဝင်ရွှေတူးမှုနဲ့တစ်ထုံလုခွင့်ပြုတဲ့အမှုများစွာပေါ်ပေါက်လာခဲ့ပြီး စစ်ဆေးမှုကိုဒုစစ်ခေါင်းဆောင်စိုးဝင်းကိုယ်တိုင်ကြီးကြပ်ကိုကဲနေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်တနာကျုပ်တိုင်မူဗိုလ်မှူးချုပ်မြို့မင်းထွေးကိုနေပြည်တော်စီယုံကခေါ်ယူစစ်ဆေးမေးမြန်းလဲရှိရမှာလက်ပေးလက်ယူမှုတရားမဝင်ရွှေတူးမှုနဲ့တစ်ထုတ်လုခွင့်ပြုတဲ့အမှုများစွာပေါ်ပေါက်လာကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နဲ့စီဒီအမ်ဗိုလ်ကြီးစင်ရော်ကပြောဆိုပါတယ်။စကိုင်းတိုင်းနဲ့ချင်းပြည်နယ်တွင်စစ်စင်ရေးရှုံးနေမှုများအမိတ်မနာခံမှုများကြောင့် တိုင်းမူပုံမှုကျုံမျိုးမင်းထွေးကိုနိုဝင်ဘာလဒုတိယအပတ်မှစတင်ပြီးခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကဒုစစ်ခေါင်းဆောင်စိုးဝင်းကိုတိုင် ကြီးကျက်ကိုကဲစစ်ဆေးနေကြောင်းလက်ရှိမှာလက်ပေးလက်ယူမှုရွှေတူဖို့ကွင်းနဲ့တရားမဝင်တစ်ထုတ်လုပ်ခွင့်များစွာကိုလည်းငွေကြေးများစွာရယူခဲ့ပြီးခွင့်ပြုမှုများလည်းပေါ်ပေါက်လာကြောင်းသိရှိရပါတယ်တိုင်းမူပုံမှုကျုံမျိုးမင်းထွေးကိုဒုစစ်ခေါင်းဆောင်စိုးဝင်းနဲ့တူပါလာတဲ့ဒုစအဖကျုပ်ဘိုကျုံမင်းသူကိုယ်တိုင်စစ်နေတာအခုမင်းကင်းက ရှင်မျောတွေကိုလေးချောင်းတိုက်ခိုက်မှုတွေကလည်းသူတို့မျိုးမင်းထွေးတို့ရဲ့စစ်ကြောချက်တွေမှာတော်လိုင်းရဲ့အဖွဲ့အစည်းတွေနဲ့ဆက်နွယ်ပြီးတော့လုတ်ကင်တဲ့ဆိုတဲ့သတင်းတွေရလို့အခုလိုမင်းကင်းတို့ကလေးဝဘတ်တွေပုံကျဲနေတာတိုင်းမှုမျိုးမင်းထွေးတို့ရဲ့စစ်ကြောချက်တွေကိုယူပြီးတော့အခုနောက်ပိုင်းလေးချောင်းတိုက်ခိုက်မှုတွေပြစ်လုလာတာမနေ့ကညနေအထိကတော့စစ်နေတုံပဲလို့ CDM ပိုကြီးစင်ရော်ကပြောဆိုပါတယ်စက်တင်ဘာလ20ရက်နေ့စကိုင်းတိုင်းဗမောက်မြို့ကိုတော်လိုင်းရဲ့တပ်တွေကသိမ်းပိုက်သွားခြင်း စကိုင်းတိုင်းအတွင်းဒိုးစစ်စင်နေတဲ့စစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးခြေမုံခံရခြင်းအပါအဝင်စစ်စင်ရေးရှုံးနေမှုတွေကြောင့်အနောက်မြောက်တိုင်းစစ်တနာကျုပ်တိုင်းမူဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုစစ်တပ်ကခေါ်ယူမေးမြန်းစုံစမ်းစစ်ဆေးခဲ့တာပါအနောက်မြောက်တိုင်းစစ်တနာကျုပ်တိုင်းမူဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုနိုဝင်ဘာလ၈ရက်နေ့ဥပိုင်အမျက်ငွေများလွှဲပြောင်းပေးရပွဲအခမ်းအနားမှာနောက်ဆုံးတွေ့မြင်ခဲ့ရပြီးရင်းနောက်ပိုင်းလူမြင်ကွင်းမှာပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ပါတယ်အနောက်မြောက်တိုင်းစစ်တနာကျုပ်တိုင်းမူ ဘုံမှုကျုံမြုံမင်းထွေရအလုတ်တင်ပိုတင်တန်းတိဇ26မှာဖြစ်ပြီးတမတတလောက်ကင်ဒေတာကုကဲမှုစစ်ထနာချုပ်ကြောင်မဲအမတ်တစ်စစ်စင်ရေးကုကဲမှုစစ်ထနာချုပ်တို့မှာတမမှုအဖြစ်တာဝန်ယူခဲ့ပါတယ်2024ခုနှစ်ဩဂတ်လ3ရက်နေ့ကိုကန့် MTAA နဲ့ပူပေါင်းတပ်တွေကအရှိမြောက်တိုင်းစစ်ထနာချုပ်ရမခါရှိတဲ့လာရှုကိုသိမ့်ပိုက်စင်မှာတိုင်းမှုပိုချုပ်စိုးတင့်တိုင်းစစ်ဦးစီးချုပ်ဘုံမှုချုပ်တန့်တင်စိုးရုံးနဲ့အတူဘုံမှုချုပ်မြုံမင်းထွေကလည်း ကိုကန် MNTA ထံမှလက်နက်ချအညံ့ခံခဲ့ပါတယ်။2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့လာရှိုးတိုက်ပွဲမှာလက်နက်ချအညံ့ခံခဲ့တဲ့ဗမှုချုပ်မျိုးမင်းထွေးကိုမင်းအောင်လိုင်ကအနောက်မြောက်တိုင်းစစ်တနာချုပ်တိုင်းမှုအဖြစ်ခန့်အပ်ခဲ့ပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ကျုပ်ပင်ကောင်းမျိုးအဝင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုဒူရဲအုပ်ကျော်စင်ထွန်းအပါအဝင်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ပြီးတနက်3လက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ဘကိုတိုင်းကျုပ်ပင်ကောင်းမြို့အဝင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာဒူရဲအုပ်ကျော်စင်ထွန်းအပါဝင်စစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ပြီးတနက်၃လက်တင်ဆင်းရရှိခဲ့ကြောင်းတယာဝရီခိုင်တရင်၃၈၃နှစ်တခွဲလီမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖွမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။နိုဝင်ဘာလ၂၃ရက်နေ့မနက်၈ :30 မိနစ်ခန့်မှာကျုပ်ပင်ကောင်းမြို့နယ် GBK စေယုံအနီးမှာရှိတဲ့တေကုံလီကြည်စုအကြံဖတ်စစ်တပ်စစ်စေးရေးဂိတ်ကိုတယာဝရီခိုင်တရင်၃၈၃နှစ် တခွေလီမြောက်ပျောက်ကြားတပ်ဖွဲ့အုပ်ပေါ်မှာရဲဘော်တွေကရှောက်တကင်ဝင်ရောက်စီးနှင်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှတူရဲအုပ်ကျော်စင်ထွန်းနဲ့ပြူစောတီလေးဦးနေရာမှာတေဆုံးခဲ့ပြီးနှုတ်အပြင်းထန်တရားရရှိခဲ့ကြောင်းသိရှိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မနက်9:30မိနစ်ခန့်မှာစစ်စေးရေးဂိတ်ကိုသိမ်းပိုက်ရရှိခဲ့ပြီး MA 13တနက်တလက် G3 တနက်တလက် G4 တနက်တလက် G3 G40 တောင်း ် MA 13 G20 တောင်းကြီပေါက်3ခုလက်ပစ်ပုံ3လုံးနဲ့လက်ထိတ်တစ်ခုတို့ကိုတင်ဆက်ရရှိခဲ့ပြီးအပြန်အလှန်ပစ်ခတ်မှုအတွင်တော်လိုင်းရဲဘော်တို့ကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဲဒီကိတ်ကတော်တော်ကိုဆိုတယ်ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတာငွေညစ်တာတွေစက်ကြီးကောက်နေတာတွေလှုပ်ဆောင်နေတာကျွန်တော်တို့ဝင်ရောက်တိုက်ခိုက်မှုအတွင်မှာဒူရဲအုပ်ကျော်စင်ထွန်းနဲ့ပြူစောတိလေးကောင်ကတော့နေရာမှာတည်ဆုံပြီးနှုတ်အပြင်းထန်တန်ရာရတယ်လို့တာယာရီခိုင်တရင်383နှစ် တခွဲလေးမြောက်ပြောက်ကြားတက်ဖွဲ့အုပ်ပေါ်မှာတာဝန်ရှိသူကပြောဆိုပါတယ်။တရားဝရီခင်တရင်383ညနှစ်တခွဲလေးမြောက်ပြောက်ကြားတက်ဖွဲ့အုပ်ပေါ်တက်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းရေးတက်ဖွဲ့များကိုဒုက္ခပေးနေတဲ့စစ်သားရဲနဲ့ပြူစောထင်းများပြင်၎င်းတို့ရဲ့တောက်တိုင်တွေကိုပါအရှင်မြင့်တက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးတွာလာနေထိုင်ခြင်းများလုံးဝမပြုတ်လို့ကြရင်အတိပေးပြောဆိုထားပါရခင်ဗျာ။ ထပ်မံတင်ဆက်ပေးကြတာကတော့ချောင်းမြွနယ်မှာစစ်သား၄ဦးတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းချောင်းမြွနယ်မှာစစ်သား၄ဦးတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းချောင်းမြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပ်ဖမတာဝန်ရှိသူတဦးကပြောဆိုပါရယ်။နိုဝင်ဘာလ25ရက်နေ့မှာစစ်တပ်မှစစ်သား၄ဦးဟာတနက်တလက်ယူဆောင်လာပြီးနောက်ချောင်းမြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပ်ဖတံကိုအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့ စစ်သား၄ဦးဟာတနက်တလက်နဲ့ခင်းရဲများယူဆောင်လာခြင်းကြောင့်ချောင်းမြို့နယ်ပကဖကဂုံပြူစုငွေချင်းမြင့်ပေးရခဲ့ကြောင်းသိရှိရပါတယ်။ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကိုချိတ်ဆက်ပြီးတော့စစ်ကောင်စီတပ်သား၄ဦးကလက်နက်ခင်းရဲတွေနဲ့တူအလင်းဝင်ရောက်လာတဲ့အတွက်ဂုံပြူစုငွေချင်းမြင့်ပေးအပ်ခဲ့ပါတယ်။ဆက်လက်ပြီးအလင်းဝင်ရောက်လာမဲ့သူတွေကိုလည်းဖိတ်ခေါ်ပါတယ်လို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူကပြောဆိုပါတယ်။ဆက်လက်၍အချမ်းပတ်စစ်တပ်ထံမှ တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့စစ်သားရဲနဲ့စစ်မှုတပ်တပ်သားတွေများအနေနဲ့အမြဲဆုံးအလင်းဝင်ကြရတယ်။အလင်းဝင်ရောက်လာသူတွေကိုလည်းနှွေးထွေးစွာကြိုးစားတော်မှဖြစ်ကြောင်းချောင်းမြွနဲ့ပြည်သူကာကွယ်ရေးအဖွဲ့ဘက်ကဖတ်မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့မင်းတုံမြို့နယ်မှာစစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်းမူရည်စေဝါရောင်းဝယ်မှုလှုပ်ဆောင်နေတဲ့ပြည်စောတိခေါင်းဆောင်ရဲ့တပည့်ဖြစ်သူနေသွေးကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမင်းတုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်း၊မူရစ်စည်းဝါးရောင်းဝယ်မှုလှုပ်ဆောင်နေတဲ့ပြည်စောတိခေါင်းဆောင်ရဲ့တပည့်ဖြစ်သူနေသွေးကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးခဲ့ကြောင်းတရက်ခိုင် MLA တရင်မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုပါတယ်။ဒီကနေ့နိုဝင်ဘာလ25ရက်နေ့မနက်7:00နာရီခန့်မှာမင်းတုံမြို့နယ်ညောင်ပေတာကျေးရွာမှာနေထိုင်တဲ့ အကြပ်ဖတ်စစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်းမူရစ်စေဝါရောင်းဝယ်မှုများလှုပ်ဆောင်နေတဲ့ပြည်စောတိခေါင်းဆောင်ပူပြရဲ့တပည့်ဖြစ်သူ နေသွေးကို PDF တပ်ဖွဲ့ကပသိမ်မုံရွာလမ်းပိုက်မှာမူရစ်စေဝါတွေနဲ့အတူအရှင်ဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုဖမ်းဆီးရမိတဲ့ပြည်စောတိခေါင်းဆောင်ပူပြရဲ့တပည့်ဖြစ်သူနေသွေးထံမှမူရစ်စေဝါ WY အလုံးကြီး1030ရရှိခဲ့ကြောင်းဒါအပြင်နေသွေးစုသူအား ပသိမ်မုံရွာလမ်းပိုင်းမှာခီးသွပြည်သူများထံမှစစ်ကြေးတောင်းခံပြီးကြေးရွာအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်နဲ့တူလူငယ်တွေကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးခြင်းများလည်းလှုပ်ဆောင်ကြောင်းသိရှိရပါတယ်။နေသွေးကမင်းတုံးမြို့နယ်ပြည်စောတိခေါင်းဆောင်ဖိုးပြနဲ့တူညောင်ပေသာကြေးရွာကိုအခြေပြုပြီးတော့မူရီစေဝါမောင်ကိုရောင်းချတာလောင်းကစားတွေလည်းလုပ်တယ်။ပသိမ်မုံရွာလမ်းပေါ်မှာလည်းဂိတ်တွေဖွင့်ပြီးခီးသွပြည်သူတွေစီကပတ်စံကောက်တယ်။တပ်သားတွေစုဆောင်တဲ့နေရာတွေ စစ်ကြောင်းထိုးတဲ့နေရာတွေမှာသူတို့ကပါဝင်ကြတယ်။မင်းလက်ပန်ကြီးရွာအုပ်စုကတခြားကြီးရွာတွေမှာစစ်ခွေးတွေနဲ့ပူးပေါင်းပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလှုံ့ဆော်ပါတယ်။သူကိုတွေ့တော့တရင်ရလို့ဖမ်းလိုက်တာမင်းတုံမျိုးဘက်ကိုစိုက်ကင်နဲ့သူတူတွေထွက်လာတဲ့ချိန်ကျွန်တော်တို့တရင်ရလို့စောင့်ပြီးဖမ်းလိုက်တာ ကျွန်တော်တို့ဆက်လက်စစ်ဆေးနေတုန်းပါဆက်လက်ပြီးစစ်ဆေးစရာတွေရှိတယ်။ညွန်ကြားမှုတိုင်းဆက်လက်အေးအေးယူဆောင်ရွက်မှာပါလို့တရက်ခိုင်အမှတ်လေးတက်ရင်မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့သမ္မတထရမ့်ကမြန်မာများအတွက်ယာယီခေလွန်ခွင့် TPS ဖျက်သိမ်းပြီးနောက်အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေမိခင်နိုင်ငံကိုပြန်လာရင်ကျေစွတယ်လို့အကြံဖတ်ဇွန်မင်းထွန်းပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်ရောက်မြန်မာနိုင်ငံသားများအတွက်ယာယီခေလွန်ခွင့် TPS ကိုအမေရိကန်အစိုးရကရက်ဆိုင်လိုက်တဲ့အတွက်မိခင်မြန်မာနိုင်ငံကိုပြန်လာစံတမဲပေးကြရင်အကြံဖတ်ဇွန်မင်းထွန်းကဒီကနေ့မှ ထုတ်ပြန်ပြောဆိုပါတယ်။ မြန်မာနိုင်ငံအခြေအနေတိုးတက်လာတဲ့အတွက်အမေရိကန်ရောက်မြန်မာများအတွက်ပေးအပ်ထားတဲ့ယာယီခလုံကွင့် TPS ကိုရုပ်သိမ်းလိုက်ကြောင်းအမေရိကန်အစိုးရကယမန်နေ့မှထုတ်ပြန်လာပါတယ်မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးမှာထူးခြားသောတိုးတက်မှုများရှိလာပြီဖြစ်ကြောင်းထို့ကြောင့်အမေရိကန်ပြည်ထောင်စုမှမြန်မာဘာမမြန်မာအတွက်ယာယီအကာအကွယ်ပေးထားတဲ့ခလုံကွင့် Temporary Protected Status TPS ကိုရပ်ဆဲခဲ့ကြောင်းရင်းရက်ဆဲမှုမှာ 2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့ကစတင်အကျိုးသက်ရောက်မှာဖြစ်ကြောင်း American အစိုးရကကြေညာပါတယ်။အကြံဖတ်စော်မင်းထွန်းက American အစိုးရရဲ့ထုတ်ပြန်ချက်မှာအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်ကြောင်း American ရောက်မြန်မာနိုင်ငံသားများမိခင်နိုင်ငံကိုပြန်လာနိုင်ပြီးကြိုဆိုကြောင်းတို့ရမှာလူတက်မှုမရိမှုအပအဝင်ပြစ်မှုကြီးကျွလွန်သူတွေကိုတော့တရားဥပဒေအရအေးအေးယူမှာဖြစ်ကြောင်းကျန်တဲ့သူတွေကိုတော့အထူးတက်ညာစွာဖြေလျှော့ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အကျန့်ဖတ်ဇော်မင်းထွန်းကပြောဆိုပါတယ်အခုကျွန်တော်တို့နိုင်ငံမှာမကြမီအချိန်အတွင်းမှာပါတီစုံဒီမိုကရေစီအထွတ်အထိပ်ရွေးကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်အမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့မြန်မာနိုင်ငံကိုပြန်လာပြီးအထွတ်အထိပ်ရွေးကောက်ပွဲမှာမဲပေးနိုင်ပါတယ်လို့အကျန့်ဖတ်ဇော်မင်းထွန်းကပြောဆိုပါတယ်အမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်မှာမြန်မာနိုင်ငံရဲ့အခြေအနေမှာမြန်မာနိုင်ငံသားများဘေးကင်းစွာနေရက်ကိုပြန်နိုင်လောက်အောင်တိုးတက်လာပြီးဖြစ်တဲ့အတွက်ကြောင့်ယာယီအကာအကွယ်ပေးထားတဲ့အခြေအနေကို အမေရိကန်ကရက်စဲလိုက်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးမှာထူးခြားသောတိုးတက်မှုများရှိလာခဲ့ပြီးရင်းတို့မှအရေးပေါ်အခြေအနေပြီးဆုံးခြင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲများအတွက်စီမံချက်များအောင်မြင်တဲ့အပြစ်ကရက်စဲရေးသဘောတူညီချက်များနဲ့ပုံမှန်ကောင်းမွန်သောဒေသန္တရအုပ်ချုပ်ရေးကြောင့်ပြည်သူဝန်ဆောင်မှုပေးအပ်မှုနဲ့အမျိုးသားပြန်လည်တင်းမြတ်ရေးတို့တိုးတက်လာကြောင်းဖော်ပြထားပါတယ်။အမေရိကန်ပြည်ထောင်စုမှယာယီကိုလွန်ကွင်းနဲ့ နေထိုင်ခွင့်ပြုပေးထားတဲ့မြန်မာနိုင်ငံသား၄000နီးပါးရှိကြောင်း American အစိုးရရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့မင်းလက်ပံဒေတာကြားပြန့်လုပ်ငန်းပါဝင်နေသူတွေထုံမပြေးနိုင်အောင် KNU လွန်ကျွေးယူထားကြောင်းတင်ဆက်ပေးပါမယ်မြန်မာတိုင်းနယ်စပ်မြောက်ရီမြို့နယ်ဖလူးမင်းလက်ပံဒေတာမှာ TKPA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်ရဲ့အကာအကွယ်အောက်လဲပတ်နေတဲ့နိုင်ငံတကာရာဇဝတ်မှုနဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုထိရောက်စွာနှိမ်နှင်းရေး နိုင်ငံတကာမှလေးနက်မြန်ဆန်စွာပူးပေါင်းပါဝင်ပေးဖို့ကရင်မျိုးသားအစည်းအရုံး KNU ကတောင်းဆိုချက်ထုတ်ပြန်လိုက်ပါတယ်။ DGB ဆိုတာတနိုင်ငံလုံးအပြစ်ကရစရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတာပြီးအနာသိန်းစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့စစ်တပ်ရဲ့စည်းရေးလှုပ်ရှားမှုတွေမှာလည်းပူးပေါင်းဆောင်ရွက်နေတဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်ပါတယ်။ KNU ရဲ့ထုတ်ပြန်ချက်မှာစစ်တပ်ကနိုဝင်ဘာလ22ရက်နေ့မှာမင်းလက်ပန်ဒေတာဖလူးကိုနေမီစူမိုးရဲ့အင်အားသုံးထိုးစစ်ဆင်လာလို့ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ TKP ဘူမူကြီးနိုင်လွင်ဦးဦးဆောင်တဲ့တပ်ဖွဲ့ကစစ်တပ်နဲ့ပူးပေါင်းပြီး KNU တပ်ဖွဲ့ကိုတိုက်ခတ်ခဲ့တယ်လို့အသိပေးပါတယ်။ဘူမူကြီးနိုင်လွင်ကို TKP ကောင်းဆောင်တဦးဖြစ်တဲ့စိုင်းကျော်လကတိုက်ရိုက်ကုတ်ခဲ့တာလို့သိရှိရကြောင်းအသိပေးပြီး စိုင်းကျော်လဆိုတာဟာလဲနိုဝင်ဘာလ12ရက်နေ့မှာနိုင်ငံတကာရာဇဝတ်မှုနဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာပါဝင်ပတ်သက်တယ်လို့ဆိုကာ American ဘန်ဒါရေးဌာနကပိတ်ဆို့အရေးယူမှုပြုလုပ်ခဲ့တဲ့ DGB ခေါင်းဆောင်၄ဦးတည်းကတဦးဖြစ်ကြောင်းဖော်ပြထားပါတယ်။ KNU ကိုစန့်ကျင်တိုက်ခိုက်ခဲ့တဲ့ DGB တပ်ဖွဲ့တွေတက်ဆွဲရနေရာတွေကိုရှင်းလင်းရမှာ DGB တပ်ဖွဲ့ဝင်အနည်းဆုံး230ဦးလက်နက်ချပြီးသူတို့အခြေချစခန်းကိုသိမ်းပိုက်နိုင်ခဲ့ရမှာငွေလိမ်လုပ်ငန်းလုပ်ကံရခြံဝန်းကိုဖမ်းမိခဲ့တာလို့ဆိုပါတယ်။ DGB တပ်ဖွဲ့တက်ဆွဲထားတဲ့နေရာနိုင်ငံပေါင်းစုံမှ ထောင်ချီသောလူတွေကိုဂိတ်ထက်ထက်ပိတ်၍ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ခြံဝင်းဖြစ်နေကြောင်းတွေ့ရှိခဲ့တယ်လို့အဲ့ဒီခြံဝင်းပတ်လည်မှာခွင့်ပြုချက်မရှိဘဲတောလာမှုကိုကန့်တတာရဇဝဲမှုလုပ်ငန်းတွေမှာပါဝင်သူတွေထွက်ပြေးခြင်းမရှိစေဖို့လုံခြုံရေးချမှတ်တာလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ22ရက်နေ့မှာ KNU ကပိတ်မိသူတွေကိုဘေးကင်းရာပို့ဆောင်ဖို့နဲ့အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကွင်းဆက်အကဲဖြတ်ဖို့မြေပြင်အကဲဖြတ်အဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။တက်ဆိုင်ရာထိုင်းနဲ့နိုင်ငံတကာအာဏာပိုင်တွေ အေဂျင်စီတွေကိုချက်ချင်းအကြောင်းချခဲ့ပြီးဖြစ်ရပ်ကိုစနစ်တကျကင်တွယ်ဖြေရှင်းဖို့လက်ညှိမှုရရှိဖို့တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းအသိပေးပါတယ်။အဲ့ဒီလိုတိုင်ပင်ဆွေးနွေးတာတွေပြုလုပ်ပြီးခြံဝင်းထဲမှာပိတ်မိနေသူတွေကိုခွဲခြားသတ်မှတ်တာကာကွယ်စောင့်ရှောက်တာနဲ့ဘေကင်းစွာနေရပြန်ပို့တာအပြင်တပ်တွေအထောက်အထားများစုဆောင်းခြင်းဆိုင်ရာအကြံဉာဏ်များတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ KNU E စိုးရိမ်မှုများနဲ့လေးနက်မြန်ဆန်သောနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုအရေးတကြီးတောင်းဆိုချက်အခြေအနေသည် လင်းမြန်စွာပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နှင့်အစအုံတွင်ပိတ်မိနေသောနိုင်ငံများစွာမှနိုင်ငံသားများအတွက်အသက်အန္တရာယ်စိုးရိမ်ရမှုများအချိန်နဲ့အမျှတိုးပွားလာနေသည်ဤမြကြီးမားသောအွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းကိုတိရောက်အောင်မြင်စွာကင်တွယ်ဆောင်ရွက်နိုင်ရန်နိုင်ငံတကာမှလေးနက်မြန်ဆန်စွာပူးပေါင်းဆောင်ရွက်ပေးရန် KNU မှအလေးအနက်တိုက်တွန်းတောင်းဆိုပါသည်လို့ KNU ကထုတ်ပြန်ပါသည် KNU ဒုတိယဥက္ကဋ္ဌနှင့်အကြီးအကဲ KNU KNL ကောင်းဆောင်တွေဥဆောင်တဲ့အစိမ့်မြင့် KNU မူဝါဒအဖွဲ့အားစုံစမ်းစစ်ဆေးမှုနဲ့ scam တိုက်ဖြတ်ရေးအစီအစဉ်တွေအလုံးကိုထိရောက်စွာစီမံခန့်ခွဲနိုင်စေဖို့မြေပြင်ကဲဖြတ်အဖွဲ့တွေ KNU Duplier နဲ့ဖအံခရိုင်တွေကကောင်းဆောင်တွေနဲ့အနီးကပ်ညှိနှိုင်းပြီးတုံ့ပြန်မှုကိုညွှန်ကြားနိုင်ဖို့စတင်ခဲ့ကြောင်းဖော်ပြပါတယ်။ scam အလုပ်သမားတွေစီကထွက်ဆိုချက်အချက်ကို KNU ကအသိပေးခဲ့ရမှာဖိလစ်ပိုင်နိုင်ငံသားတအူးက သူဟာအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားဖို့အထူးတောင်းဝန်ပေးအပ်ခံရပြီးတလကိုအနည်းဆုံးအမေရိကန်ဒေါ်လာ9သိန်းရရှိခဲ့ကြောင်းထွက်ဆိုခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ဤကိစ္စမျိုးနဲ့ပတ်သက်ပြီးနောက်ထပ်သေချာစွာစုံစမ်းစစ်ဆေးမှုများမပြစ်မနေလှုပ်ဆောင်ရအရေးကြီးပါသည်။အခြားအလို့သမားတဦးကသူရောက်သည့်အချိန်မှစ၍လောက်ခလာစာလုံးဝမရရှိကြောင်းထွက်ဆိုခဲ့သည်လို့ KNU ကဖော်ပြထားပါတယ်။ DGB လွန်ကြုံရေးယူထားတဲ့ခြံဝန်းအတွင်းကွန်ပျူတာများ ID ပစ္စည်းများနဲ့တူ online လေးလည်မှု လုပ်သူများပြည်နေတဲ့လေးတက်အဆောက်အုံနှလုံးစိတ်ယုံတယုံလူနေအဆောက်အုံများအပအဝင်ကွန်ကရစ်အဆောက်အုံ20ခန့်တွေ့ရှိခဲ့ပါတယ်လူဦးရေ2000ခန့်ရှိပြီးတရုတ်အီသီယိုးပီးယားရဝမ်ဒါအီဂျစ်ထိုင်းလာအိုဖိလစ်ပိုင်မလေးရှားထိုင်ဝမ်ဟောင်ကောင်ဘင်္ဂလားဒေ့ရှ်စတဲ့နိုင်ငံတွေကဖြစ်တယ်လို့သိရှိရပါတယ်ကြားပြန့်လုပ်သူတွေအသုံးပြုတဲ့ကွန်ပျူတာနဲ့စက်ပစ္စည်းတွေကိုဖြိုသိမ်းထားပြီးနောက်ပိုင်း ွန့်ကျင်တဲ့ရဇဝဲမှုကင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေအတွက်သိမ်းယူထားတယ်လို့အသိပေးပါဗျ။နိုဝင်ဘာလ23ရက်နေ့နဲ့24ရက်နေ့မှာကွန်ပျူတာအလုံးပေါင်း1500မှ2000တွင်းနဲ့မိုဘိုင်းဖုန်း1000ကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်အမြင့်ပေ၄ပေရှိတဲ့မိခင်တစ်တာကိုရှာဖွေတွေ့ရှိခဲ့ပြီးအများစုကတောက်ခက်လျက်ဖြစ်တယ်လို့ဖော်ပြပါတယ်။ဒိုက်ကာမှာ2016ခုနှစ်ဩဂုတ်လ2ရက်နေ့နေဆွဲနဲ့မှတ်ပုံတင်ထားတဲ့ မြန်မာ future star company မှတ်ပုံတင်စာရွက်အပအဝင် အခြားအရေးကြီးစာရွက်စာတမ်းတွေတွေ့ရတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံသား၂၈ဦးကိုထိုင်းဥပဒေအရအရေးယူနိုင်ဖို့ထိုင်းနိုင်ငံကိုလွှဲပေးခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်နိုဝင်ဘာလ24ရက်နေ့မှာတရုတ်နိုင်ငံသား36ဦးကိုထိုင်းကိုလွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။ကြားဖြန့်လုပ်တဲ့အဆောင်တွေမှာ၄ပေ6ပေကန့်ရှိပြီးထိုင်းကုန်တလုံးပါတဲ့အလုံခန်းလေးတွေတွေ့ရပြီး ညံပန်နှိပ်စက်တာမအသုံးပြုတာဖြစ်နိုင်ပွဲရှိတယ်လို့ KNU ရဲ့မြေပြင်အကဲဖြတ်အဖွဲ့ကတန်တရားရှိတယ်လို့သိရှိရပါတယ်။ဒါကြောင့်ကြွမ်းကျင်သူတွေနဲ့တရားစုံစမ်းစစ်ဆေးဖို့လိုအပ်တယ်လို့လည်းဖော်ပြပါတယ်။ကြားဖြန့်လို့သူအချို့ကလူအသက်သေးစေနိုင်တဲ့လက်နက်တွေကင်ဆောင်ထားတာကို တွေ့ရှိရတဲ့အတွက် KNU ရဲ့အရက်ဖက်အကဲဖြတ်အဖွဲ့ဝင်တွေနဲ့ကြားဖြန့်လုပ်ငန်းတွေမှာအချောင်းဝန်တန်းတွေကိုအသက်အန္တရာယ်ပြုမှာကိုလည်းထိတ်လန့်ပွဲ တွေ့ရှိတယ်လို့အတည်ပြုပါတယ်။ KNU ကမြေပြင်အကဲဖြတ်အဖွဲ့ကို33နဲ့လုတ်ကင်နေတယ်လို့သိရှိရပါတယ်။ကြားဖြန့်လုပ်ငန်းတွေကတတိလိလို့ခေါ်သူတွေ၊စိုက်မန်နေဂျာတွေ၊အတ္တမ PRP ခိုင်းစီခိုင်းရသူတွေကို KNU ရဲ့အကဲဖြတ်အဖွဲ့မင်းမြန်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တချို့ကပူပေါင်းဖြေဆိုခြင်းမရှိဘဲကလန်ကဆန်လုတ်တာစန့်ကျင်တာကြောင့်အခက်အခဲကြုံရတယ်လို့သိရှိရပါတယ်။တချို့ကမြန်မာနိုင်ငံတဲကိုထွက်ပြေးခွင့်ပေးဖို့ထိုင်းအာဏာပိုင်တွေထံကိုလွှဲမပေးဖို့ KNU ဝန်ထမ်းတွေကိုလက်ငွေပေးရန်ကြိုးစားနေကြတာကိုလည်းတွေ့ရှိရပါတယ်။နိုဝင်ဘာလ25ရက်နေ့မနက်မှာလဲ scam အလုတ်သမားရာပေါင်းများစွာဟာအသေးကန် drone တိုက်ခိုက်မှုများရှိမဲလို့ကြားလို့ထိတ်လန့်တုန်လှုပ်စွာခြံဝင်းအတွင်းမှထွက်ပြေးဖို့ကြိုးစားခဲ့တယ်လို့အစအုံများအတွင်းမှရှိတဲ့ scam အလုတ်သမားချင်းချင်းရံပွဲများဖြစ်ပွားနေတယ်လို့စုညံတန်တွေနဲ့အရေးအယံတွေတွေ့ရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ KNU အနေနဲ့ ကြံရှိနေတဲ့လူပုဂ္ဂိုလ်တွေကိုဆက်လက်ပေါ်ထုတ်ပြီးစုံစမ်းစစ်ဆေးမှုအချို့ကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပေမယ့်တိရောက်တဲ့စုံစမ်းစစ်ဆေးမှုနဲ့အထောက်အထားစုဆောင်းမှုတွေကိုစစ်ဆေးနိုင်ဖို့ KNU တပ်ဖွဲ့တွေကစွမ်းဆောင်နိုင်မှာမဟုတ်ဘူးလို့အတိပေးထားပါတယ်။ KNU မြေပြင်အဖွဲ့မှယခုချိန်ထိတင်ဆက်ရမိသောပစ္စည်းအထောက်အထားအလုံးကို KNU နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အနာပိုင်များရဲ့ကျွမ်းကျင်စွာလေ့ကျင့်ပေးထားသော ရာဇဝတ်မှုဖြစ်ပွားရာနေရာတို့အပေါ်စုံစမ်းစစ်ဆေးတဲ့ ကျွမ်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့များထံလွှဲပြောင်းပေးမှာဖြစ်ပါတယ်။နှက်ဆိုင်စွာအမြင့်တွင်နေသောရှုပ်ထွေးသော နိုင်ငံတကာဖြတ်ကျော်ရည်စွဲမှုကွန်ရက်တွေကိုတိုက်ဖြတ်ရေးကြိုးပမ်းမှုတွေဟာခိုင်မာသောကောင်းဆောင်မှုမရင်းမရင်သောဂရိကဝတ်နှင့်ထိခိုက်ခံရသောနိုင်ငံများဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနဲ့သက်ဆိုင်ရာအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်မှသာအောင်မြင်မည်ဖြစ်ပါသည်လို့ KNU ကထုတ်ပြန်ပါတယ်။ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုနဲ့ဖလူးမင်းလက်ပတ်မှရှိတဲ့ scam center ဟာ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေအတွက် case study လက်တွေ့ဖြစ်ရတဲ့ခုအနေနဲ့လေ့လာနိုင်ဖို့အင်မတန်အရေးကြီးတဲ့အခွင့်အလမ်းဖြစ်ကြောင်းလည်းအသိပေးပါတယ်။အကယ်၍နိုင်ငံတကာကလင်းမြန်စွာနဲ့လင်းနက်စွာပါဝင်ဆောင်ရွက်မှုတွေမရှိရင်အခွင့်အရေးဆုံးရှုံးမှုကိုလွန်စွာဆိုရင်ကြောင်း KNU ကဖော်ပြပါတယ်။နောက်ဆက်တွဲအခြေအနေဖြစ်ပေါ်မှုတွေကိုလည်းအချင်းနဲ့တပြင်းညီအတိပေးမျှဝေသွားမယ်လို့ KNU ကထုတ်ပြန်ခဲ့ပြီးအုတ်ချုံမှုနယ်မြေတွေမှာတရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းဖို့ နိုင်ငံတကာရာဇဝတ်မှုတွေကိုတိုက်ဖြတ်ဖို့တားကောင်တွေကိုကာကွယ်ဖို့နေဆက်နဲ့ပြင်ပမှလှုပ်ရှားနေတဲ့ရာဇဝတ်မှုကွန်ရက်တွေအတွက်တာဝန်ခံမှုရှိစေဖို့တော်ဝင်တိုင်းအစိုးရနဲ့အခြားသက်ဆိုင်ရာအာဏာပိုင်တွေအဖွဲ့အစည်းတွေနဲ့နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ပါတယ်။ဖလူမင်းလက်ပံဒေတာအနီးတစ်ဝိုက်ကိုစစ်တပ်နဲ့စစ်တပ်ကိုကူညီပေးနေတဲ့အဖွဲ့တချို့ကဆက်လက်ထိုးစစ်ဆင်နေစေဖြစ်တယ်မို့တိုက်ပွဲတွေဆက်လက်ဖြစ်နေပါတယ်။ဒါကြောင့်ခြံဝင်းနဲ့ ပတ်ဝန်းကျင်လုံခြုံရေးကို KNU ကဆက်လက်တာဝန်ယူထားတယ်လို့သိရှိရပါတယ်။စစ်တပ်နဲ့ BGF ကအော်တိုဘာလကစတင်ပြီး KK Pack နဲ့ရွှေကုတ်ကိုမှကြားဖြတ်နေနေလုတ်တယ်လို့ဆိုကာလူတွေကိုကြိုပြီးထွက်ပြေးခိုင်းကအဆောင်တွေကိုဘုံခွဲကွန်ပျူတာနဲ့ဖုန်းတွေကိုဖျက်ဆီးနေတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ KNU က DGB အကာအကွယ်ပေးနေတဲ့ကြားဖြတ်ရုံကိုဝင်ရောက်စီးနင်းပြီးလူတွေကွန်ပျူတာတွေဖုန်းတွေလုပ်ငန်းသုံးပစ္စည်းတွေကိုထိန်းသိမ်းကာ ရာဇဝဲမှုကျွမ်းကျင်သူတွေစစ်ဆီးနိုင်ဖို့လွှဲပြောင်းပေးဖို့လုပ်နေတာလည်းဖြစ်ပါတယ်စစ်တပ်ကိုခုခံတိုက်ခိုက်တာရောစတင်ပြစ်ခတ်တဲ့ DGB တပ်ဖွဲ့တွေကိုလက်နက်ချခိုင်းပြီးဖမ်းဆီးတာကိုနမေကျော်ဗိုဒါဘောနဲ့ KNL တပ်ဖွဲ့ဝင်တွေကလုတ်ခဲ့တာလို့ကရင်စည်ရေးတရင်ချင်းမြစ်တချို့ကပြောပါတယ် United States Institute of Peace USIP ရဲ့အစီရင်ခံစာတွေအရ BGF ကကြားဖြန့်လုပ်ငန်းတွေကနေနှစ်စဉ်ဒေါ်လာတန်ရာနဲ့ကြီးရရှိနေတယ်လို့ဖော်ပြပါတယ် BGF စစ်ကောင်စီရဲ့ကုကဲမှုအောက်မှာရှိပြီး BGF အဖွဲ့ဝင်ငွေရဲ့90ရာခိုင်နှုန်းလောက်ကိုစစ်တပ်ကခွဲဝေပေးတယ်လို့အစိုးရခန်းစာတွေက ဆိုထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုစုံတီနောက်ဆက်ကြည့်ကြတဲ့သတင်းပရိသတ်များအလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြည်ပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အလုံးပဲကိုစိတ်နှပြရှင်လဲချမ်းမြေ့ကြပါစေခင်ဗျာ